စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေခုနှစ်နေ့တော်တွင်မှာအပြိုင်ဆိုင်တိုက်ခါလို့ကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ်ရှင်ပြန်မှုမမြအောင်မြင်ခြင်းရှိမယ်ကိုလို့သမျှလူသည့်ထေရှားဖြစ်မယ်နာမည်ကြော်ကြားခြင်းကိုလိုလားသူတွေဒီချိန်မှာကိုလို့တန်ကြော်ကြားသွားမယ် နှုတ်ရပြီလှုပ်ရှင်နေဆိုနှုတ်ရတော့မရဘူးလူများကိုစောင့်ကြည့်နေမယ်ကိုလှုပ်တာအားလုံးကိုလည်းဝေဖန်ကြနေမယ်အဓိကကတော့ဒီချိန်မှာ ကောင်းသောအကျိုးပေးသောအနေထားနဲ့ကောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ဝေချင်းကိုဆုလို့တော့မလွယ်ဘူးဆုထားတဲ့ဝေရှင်တော်ဒီကာလသုံးပြန်မှာဒီချိန်မှာတို့တဲ့ကိစ္စသူများတွေလုပ်ပြရတဲ့အနေထားများနေတယ်တရနေ့ အရာရာရှင်ပြေမယ်တို့သမျှအောင်မြင်မယ်တို့တက်မယ်ရှင်ပြေမှုမှန်မြန်လေးအောင်မြင်လိမ့်မယ်နေ့ရက်နေ့ရန်တိုက်ကနေလည်းကိုထိတိုက်တွေ့ရတယ်သူတပားကြောင့်ကိုယ့်ရွယ်ချက်ဒီမှာနှောင်းနေချင်းချုပ်မယ်အဲ့ဒီမှာလည်းမဟာရကျမ်းနဲ့တိုက်ဆိုင်နေတော့အသွလာဂယူဆိုင်ရမယ်သူသည်အရှိရဘုံတည်သွားစရနေရှိတတ်တယ်မနဲ့ခွန်နိုင်ခွဲနဲ့ကိုယ်နိုင်အတွက်သိတ်သတိထားတော့ရတဲ့ရတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်လေးရည်ကြီးမှာ မထင်မှတဲ့ခီးကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့ကြုံမယ်။မားရည်တွေမှာရှီမန်မထားပဲငွေဝင်လိမ့်မယ်။လက်ခွင့်လိမ့်မယ်၊လုတ်ကန်အစဉ်ပြေလိမ့်မယ်။၆ရည်တွေကရန်တိုက်ကနေနဲ့ထိတ်တိုက်တွေ့ရတာကြုံတယ်။ခုနှစ်ရည်တွေမှာကိုပိုင်ဆုံးဖြတ်ချက်မှန်တယ်။ဒုသမြအစဉ်ပြေမယ်စတင်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံနိုင်မယ်။တနည်းအားဖြင့်စောင့်ချန်နေ စနေနေ့မွေးတဲ့သူတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်။လေးခုကိုကနချိုးပေးတယ်။အညိုရောင်ပြာရောင်တို့တဲ့အောင်တို့ကဝိစင်သုံးဆွဲပြီးလို့ရှိရကိစ္စဆောင်ရွက်နိုင်ပါလေ။တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ April 1ရက်နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဘုရားစီတီရဲ့ဗုဒ္ဓတော်မှာပတောဆန့်ညွတ်သွားတင်ပြီးတော့အလိုရှိရဆုတောင်းမှာဒါမျိုးရပဲခွင့်ခွင့်ရေးကိုရှားတော့ယူပါ ဒီနေ့မှမတည့်ရတည့်ရမှမလေးချိန်လေးမှာစူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက်မာဆက်ကြပါလားရဲ့စွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်